မာတီဆင်ဆင်လို့ခေါ်တယ်မာတီဆင်ဆင်ကိုတချို့လူတွေသိကြလိမ့်မယ်ဝါရှစ်လီဒါဖြစ်တဲ့ပချင်းပေါင်းမြောက်များစွာရေးခဲ့တယ်နော်ကျွန်တော်တို့ Hill Song အသင်းတော်ရဲ့အသင်းတော်မှာပါဝင်ခဲ့တယ်အရင်တော့ဆိုရင် Hill Song ခွေတွေထဲမှာသူ့ရဲ့ တခြင်းနေသူ့ရဲ့တည်ဆူမှုတွေအများကြီးပဲကျွန်တော်တို့တိတ်ကြိုက်ခဲ့တဲ့တခြင်းနေเนาะ your majesty တို့ king of majesty sorry king of majesty တို့ you are my world တော့တခြင်းနေမှာတကယ်ကောင်းတဲ့တခြင်းနေကိုရေးခဲ့တဲ့သူဖြစ်တယ်ဖခင်ရဲ့တကယ်လေးနက်တဲ့သူ့တခြင်းနေအပြင်မြောက်များစွာပြောင်းလဲတယ်ဒါပေမဲ့စိတ်မကောင်းစွာပဲအရင်နှစ်ကအရင်နှစ်ကဘာပြောလဲကျွန်တော်ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကိုမယုံနိုင်တော့ဘူးဒါလောက် ကောင်းမြတ်တဲ့ဖခင်ကလူတွေကိုငရဲပို့မယ်ဆိုတာမယုံနိုင်တော့ဘူးတဲ့ဒါကြောင့်မလို့ तू ကစစ်မှန်တဲ့ယုံကြည်ခြင်းစစ်မှန်တဲ့ truth စစ်မှန်သောတမန်တရားပဲလူချင်တော့တယ်ဆိုပြီးတော့ဒီဟာတွေကိုစွန့်ခွာပြီးဆိုပြီးတော့ရေးတယ်ခုနအရှိတယောက်အရင်ဖြစ်တဲ့တိတ်မကြခင်မှာဒီတယောက်ဖြစ်သွားတယ်ဘာကြောင့်လဲမိခွန်းနေမိစရာဖြစ်လာပြီဘာကြောင့်လဲဘာကြောင့်လဲ ခုနနောက်ပတ်တော်ပြောထားတဲ့ apostasy ရက်တီချက်ကနေမရက်တီတော့ပဲနဲ့ဆုံးခွာသွားကြတယ်သူတို့တွေကိုသဘောကျခဲ့တဲ့လူငယ်တွေခုချိန်မှာဟာသူတို့ငောင်သွားပြီသူတို့ကြောင့်ပြောင်းလဲတဲ့သူတွေငောင်သွားပြီသူနဲ့ကျွန်တော်တစ်ခေါက်မဲလ်ဘွန်းဟီလ်ဆောင်းမှာအတူတကွဘုရားရဲ့ဂုဏ်တော်ချီးမွမ်းမှုတယ်သူကအရှိမဆိုးရဲကျွန်တော်နောက်ကဂီတာတီးပေးတယ် worship team မှာပါတဲ့ချိန်မှာ